ကဘာတဝန်ဆက်လက်နဲ့ဝယ်ယူမှုအသုံးစရိတ်တွေကပြီးခဲ့တဲ့နှစ်မှာမကြုံစဘူးစံချိန်တင်အခြေအနေအထိမြင့်တက်လာပါတယ်။၂024ခုနှစ်မှာနိုင်ငံတွေရဲ့ဆက်လက်နဲ့ဝယ်ယူဖြည့်တင်းမှုတန်ဖိုးကဒေါ်လာ1.2ထရီလီယံအထိရှိခဲ့တာပါ။ဒါကစစ်အေးခဲအပြီးတနည်းချင်းစီနှရှယ်မှုမှာရာဂိုင်းနှုန်းအမြင့်ဆုံးရုတ်တရက်တိုးမြင့်သွားတဲ့အနေနဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။စစ်သုံးစရိတ်တွေကိုနိုင်ငံအလိုက်ရှင်းကြည့်တဲ့အခါ American ဟာထိတ်ဆုံးနေရာကဆက်လက်ဥဆောင်နေပြီးအဲ့ဒီနောက်မှာတော့ တရုတ်ရုရှားဂျာမနီနဲ့အိန္ဒိယတို့ကထိပ်ဆုံး၅နေရာမှာရှိနေပါတယ်။နေတိုးစစ်မဟာမိတ်နိုင်ငံတွေဟာစစ်ရေးကန္တာအသီးသီးအတွက်2024ခုနှစ်ထဲမှာစုစုပေါင်းဒေါ်လာ1.5တထရီလီယံသုံးစွဲခဲ့ကြပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ရုရှားယူကရိန်းစစ်ပွဲအကြောင်းပြုပြီးဥရောပနိုင်ငံတွေမှာကာကွယ်ရေးအစီအမံမြှင့်တင်ဖို့လက်နက်ဝယ်ယူမှုတွေလည်းတောက်လျှောက်တက်လာပါတယ်။ဒါတည်းမကပဲဂါဇာစစ်ပွဲကိုအကြောင်းပြုပြီးအရှေ့လယ်ပိုင်းရဲ့လက်နက်ဈေးကွက်ကလည်း ပိုပြီးသွက်လန်နေပါတယ်ဒီလိုစစ်ရေးစရိတ်တွေအတွက်ခွဲတမ်းပိုတိုးလာနေတာက လာမယ့်နှစ်တွေမှာလူအဖွဲ့အစည်းအတွက်အနှုတ်လက္ခဏာဆန်တဲ့တက်ရောက်မှုတွေရှိလာစေနိုင်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်ရှင်